အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းဒီ channel ရနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကဝီမြောက်ဆုံးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါမယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like and subscribe အနေနဲ့ဇာတ်လမ်းတည်တည်တင်တင်သိရှိနိုင်မှုလူဒီခေါင်းလောင်းလေးနိုင်ပြီပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုဇာတ်လမ်းလေးစလိုက်ပါတော့မယ်လက်ပတ်တင်ချိုင်းတွေကနေစီးကျန်းညီညီထွက်ပေါ်လာတဲ့အထံကြောင့် ရိုင်းနေနေရဲ့တဲအိမ်မှာအိမ်နေရဲ့ဥပါတော်တယောက်နှံ့နူးလာခဲ့တယ်။ဒီချိန်တင်းဆိုင်ထဲမှာဘသူတွေတူးနေကြပါလဲ။ဥပါတော်ကအိမ်နံရံမှာချိတ်ထားတဲ့ရေနံစီမီးရင်ကိုဆွဲယူပြီးတဲဘဝနေဆင်းလာခဲ့လိုက်တယ်။တခູ້ခုကိုတူးဆွနေတဲ့အတန်ကတချမ်းမမရက်သွားပဲပုံပြီးမြန်ဆန်လာတာကြောင့်ဥပါတော်မီးစာကိုမြင်လာပြီးလေကမ်းရင်းမှာထောင်ထားတဲ့ဝင်းရင်ထုတ်ကိုကင်ကအတန်ကြားတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။အတန်ကမနက်ကမြုပ်ထားတဲ့မြေပုံဘက်ကလာနေရပါပဲ။ ဥပတော်ကလက်ပံတင်ဆိုင်မှာနှစ်ပေါင်းများစွာသူပရာစာလှုပ်လာတာမို့လေနေရမှာပါရှိရဲဆိုတာကို KAC တွင်ကြာတည်နေခဲ့တယ်။ဒါကြောင့်လည်းလူသွားလန်းအတိုင်းမသွားပဲအုတ်ခုအကျိုးပဲရိကြားလေးရာနေဝိဝိုက်ကထွက်လာခဲ့လိုက်တယ်။ဒေါ်များနယ်အသက်69နှစ်လို့ရေးထားတဲ့အုတ်ခုရှိအရောက်မှာတော့လက်ထရမီးရင်ကိုအပေါ်မြောက်ကြည့်လိုက်ရာမနက်ကမှလောလောလတ်လတ်မြုပ်ထားတဲ့မြေပုံကိုတူးဆနေတဲ့လူနှစ်ယောက်ကိုမြင်လာရတော့တယ်။ဟဲ့ဟဲ့မင်းတို့ဘာလုပ်နေရလဲ။ ဥပါတော်ဟာအတန်ကျဲကျဲနဲ့အော်ပြောလိုက်ရာအလောင်းဖော်နေတဲ့လူနှစ်ယောက်ကလက်ထဲကင်ထားတဲ့ပေါတူးကိုပစ်ချလိုက်ပြီးအဖိုးကြီးကိုလို့ကိုလို့စမ်းနေရတကာဝေးမပါနဲ့အောက်မှာမင်းတို့ကများပြောရတယ်လို့ခုချက်ချင်းမြေပေါ်ကိုပြန်ဖုံးပြီးထွက်သွားကြစမ်းဥပါတော်စကားကြောင့်အပေါ်ပိုင်းဗလာကျင်းထားတဲ့လူကဒရွေးကိုပြစ်ခနဲမိအောင်ထွေးလိုက်ပြီးငဆန်းရင်မင်းလုံနေကြအတိုင်းလုံလိုက်တော့အဲဒီလိုပြောလိုက်ရငဆန်းဆိုတဲ့သူက မိမကြနေရဲ့တန်တရင်းကိုကောက်ယူလိုက်ပြီးဥပါတော်အနာကိုကတ်လာခဲ့တယ်။ဒါပေမဲ့အနာမရောက်ခင်မှာပဲအုတ်ကူတွေကြားထဲကနေအမွေအမြေတူလပြစ်တွေပေါက်နေရဲ့လက်တစ်ဖက်ထွက်လာပြီးရဆန်ဆိုသူရဲ့ခြေထောက်ကိုဖမ်းဆွဲထားခဲ့တယ်။အဖိုးကြီးကတည်ရဲမွေးထားတာအောင်ငဆန်ကိုဒီလိုမျိုးလှုပ်လို့ရယူလား။ငဆန်အန်ကြိုက်ကကြုံဝလိုက်ပြီးလွတ်နေတဲ့ဘေးချင်းနဲ့မြေကြီးကိုပေါက်ချလိုက်ရာခြေထောက်ကိုဖမ်းဆွဲထားတဲ့လက်ကနေမီးလောက်သလိုအခိုးငွေ့တွေထွက်လာခဲ့တယ်။ဟာဟာအောက်ဆန်နဲ့ကွာ ငဆန်က၆ကက်ကက်အတန်းနဲ့ယူလိုက်ပြီးဖနာအုံမြေကြီးပေါ်ချိန်လိုက်ရအုတ်ခုကြားရရနေအရင်မဲတစ်ခုဝူဝါဝါအော်ဟစ်ကထွက်ပြေးသွားခဲ့တယ်။မင်းမင်းတို့ကဘာတူတွေလဲ။ဥပတော်ကအထစ်ထစ်အငုံငုံနဲ့ပြောပြီးအနောက်ကိုဆုတ်သွားတဲ့အချိန်ငဆန်ကတန်တရင်းကိုလက်မစားရင်အနားဟုတ်တိုးကပ်လာခဲ့တယ်။မကြမီအချိန်တွင်းမှာလက်ပံတင်ကြိုင်းနေရနေနာကျင်စွာအော်ဟစ်တန်တချက်ထွက်လာခဲ့တယ်လို့ကြည်တအုပ်ကလည်းအလန်တကြားထပြန်သွားခဲ့ကြတယ်။ မီတာမီလီယံနဲ့တောက်လောင်နေတဲ့မီးဖို့တစ်ခုရဲ့ပေးမှာတော့လူနေအောင်ရှိနေပြီးသူတို့ရဲ့ခန္ဓာကိုယ်မှာလည်းသွေးစားတချို့ပိတ်ကျနေခဲ့တယ်။ညစံမင်းတို့ခုတ်ထစ်တာပြီးပြီလားဟဲ့။ဝါးရည်နဲ့ဆောက်လုပ်ထားတဲ့အိမ်တလုံးတည်းကနေထွက်လာတဲ့တန်ကြောင့်ညစံဆိုတဲ့သူကပြပြတလဲလဲထရရလိုက်ပြီးပြီးပြီးပါပြီဆရာကြီးခုတော့အသားတွေကိုပြုတ်ထားရတယ်။ငါပိုက်စာနေပြီးရှိတာယူပေးခဲ့စမ်း။ဟုတ်ကဲ့ဆရာကြီး။ညစံကပေါ်ပတ်စုနေတဲ့အိုးလေးကနေအသားတစ်တုံးကို စူးကျွနယ်ထူကဆဲလိုက်ပြီးလေမန်းတစ်ချက်ပေါ်တင်ကအိမ်မော်တက်လာခဲ့လိုက်တယ်။အိမ်မော်မှာတော့ပရင်နေရီတွနေရဲ့အဖိုးကြီးတယောက်ထိုင်နေပြီးသူ့ရှေ့စပွဲမှာတော့အယုံဆိုးအကြီးတန်းလာတဲ့ရုပ်ထုတွေရှိနေခဲ့တယ်။မြစံအသာပန်းငါ့ကိုပေးစမ်းအဖိုးကြီးကအငွေတစ်ထောင်တောင်ထားနေတဲ့အသာတုံးကိုလက်နဲ့ဆွဲယူပြီးအငမ်းမရကိုက်ချလိုက်တယ်။အသာတိတ်ကမကြက်သေးအောင်ကိုကိုက်လိုက်တဲ့အခါတိုင်းမီဆွေဆွေသွေးရည်တို့ကအထက်ရနေစိတ်ကြလာခဲ့တယ်။အရသာရှိလိုက်တာ။ ဒါဘလို့အရသာမျိုးနဲ့ငဆန်းရအိမ်ရစားဘူးတဲ့အရသာမဟုတ်ပါလားဒါလောလောလတ်လတ်ဒိတ်ထားတဲ့လူတွေရဲ့အတောင်ပြုတ်ထားတာပါစီအိုင်နောက်နောက်ငါအတွက်အသားရှာရင်ဒီလိုမျိုးပဲရှာလာခဲ့ကြားလားတေးပြီးသားအလောင်းကောင်းတဲ့ဓာမျိုးကပိုအရသာရှိရဲ့အဖိုးကြီးကမကြက်တကြက်ဖြစ်နေတဲ့အသားတုံးကိုကိုင်လိုက်အယိုထဲမှာရှိရဲ့ချင်းစီကိုစုံလိုက်နဲ့အရသာတွေ့နေခဲ့တယ်ငဆန်းပိုချိုတဲ့အသားတွေတွေကတချို့ငါသားသမီးတွေကိုကြွေးလိုက်ကြ သူတို့ကဒီလိုအသားမျိုးကြိုက်ကြမှာကွဟုတ်ကဲ့ဆရာကျွန်တော်ထေချာကျွေးလိုက်ပါမယ်အေးအေးအစာကျွေးပြီးလို့ရှိရင်မင်းတို့နီအောင်လက်ပံရွာထဲမှာဆေးသွားကူကြည်ချေကြွားကမျိုးမျိုးမြတ်မြတ်မရရင်အဲဒီလူနာကိုအသေးတက်ခဲ့ကြစိတ်ချပါဆရာငါစံဒါမျိုးတွေကျွမ်းကျင်ပါလေရွာလမ်းမကြီးတခြားညီညာစွာစိုက်ပျိုးထားတဲ့တမပင်တန်းကလက်ပံရွာရဲ့အလောင်းပူပြီးတင့်တယ်စီခဲ့တယ်ခလေးတွေတကြားလုံးလာယူကြရုတ်တရက်ထွက်လာတဲ့အတန်နဲ့တူ ကလေးတွေရဲ့ဝမ်းသာစွာအဟိတန်ကြီးထွက်လာခဲ့တယ်။ဦးဦးတမီးကိုလည်းပြေးအောင်တောင်းကိုလည်းပြေးအောင်မလောကြပါနဲ့။ဦးတို့ကတကြားလုံးနဲ့အများကြီးယူခဲ့ပါတယ်။ငယ်စံအလွယ်ဤတဲထဲလာတဲ့တကြားလုံးတွေကိုထုတ်ယူပြီးကလေးတွေကိုဝင်းနေတဲ့ချိန်ဆရာတို့ရောက်လာတာအတော်ပဲပြုတ်။ဒေါ်နယ်မီရဲ့ကျမ်းမာကြီးကအတော်ဟုံစိုးနေရာရောင်လက်စနဲ့ကြည်ပေးသွားပါအောင်နော်။ဆိုရဲတန်ကိုကြားလိုက်ရတယ်။ဟိုတလုံးကတော့အကောက်ရှိသေးရ။ခုကဘလို့ဖြစ်တာတော့ကိုပြောရဲ့။ကျုပ်လည်းတိတ်ချာမသိဘူးဗျ။ ညတွင်းနေခြိုက်ပြီးလူဟာပိန်ချုံလာတယ်လို့ညဘက်တွေဆိုလဲသွေးရံတဲ့အထိချောင်းဆူးတယ်လို့ပြောတယ်။ကျုပ်တို့အခုပဲသွားကြည့်လိုက်ပါမယ်။ငဆန်းအတကြားလုံးကိုအာရပါရစားနေတဲ့ကလေးငယ်တွေကိုခက်တဲတဲမျက်နှာထားနဲ့ကြည့်ပြီးဒွန်လွေမြင့်အိမ်မကိုထွက်လာခဲ့လိုက်တယ်။အကြီးမြင့်ရဲ့ဆရာတို့ကြွလာတဲ့တော့မိခင်နေကြီးမေဘလို့ဖြစ်တာလဲ။ဒီအပိုင်းကျမ်းမကြီးစိုးလာတဲ့ဆရာရဲ့ဘာဖြစ်မှန်းမသိဘူး။စေးစရာခေါ်ပြတော့လေယောဂါကမတက်တာအောင်ရှင့်။အင်းအင်း ငါတို့ရောက်လာပြီဆိုတော့ဘာဖြစ်တယ်ဆိုတာသိရမှာပါ။ဒေါ်နယ်မြင့်ကိုအရှိခေါ်ထုတ်ခဲ့။ငစံလေကားတက်စီမှာဖနှက်ချုပ်လိုက်ပြီးရေကြီးကိုဖနှောင်းနဲ့တုံးချက်ပေါက်ကအိမ်မော်တက်လာခဲ့လိုက်တယ်။ဒေါ်နယ်မြင့်ကငစံကိုမြင်တော့ရုတ်တရက်ဆိုသလိုတုံတုံရီရီဖြစ်လာပြီးအိမ်တွေးဘက်ကိုမျက်နှာလှည့်သွားခဲ့တယ်။ဒီဟာငါ့ကိုတော့မကြည့်နိုင်နဲ့အာခန့်နေရအောင်။ဆရာအမေကဘာဖြစ်တာလဲ။ဘာဖြစ်ရမှာလဲ။ပြူစားခံရတာလေ။ဒီအတွက်စိတ်မပူပါနဲ့။ အေးများတစ်ချက်လောက်နဲ့ဒီယောဂါပြောက်ပါတယ်။ဆရာအမေယောဂါကိုပြအောင်ကုပေးပါနော်။ကုတာကုလို့ရပါတယ်။ဒါနဲ့သူ့ကိုကုမဲ့အေးရအာမန်ဆွဲလို့မရတာမို့ဘယ်လိုလုပ်ရမလဲစဉ်းစားနေရ။အာမန်ဆွဲလို့မရအောင်ဆိုတာဘာလို့ပြောရလဲဆရာ။ဒီလိုကွအဲ့ဒီကဝေနိုင်အင်းကိုဆွဲမှုဆိုရင်လမ်းထဲချီပြီးအဋိဋ္ဌံဝင်ရတယ်။အဋိဋ္ဌံဝင်နေစဉ်အတွင်းမှာလဲအလွန်ပြင်းထန်တဲ့ကြင်စင်လေးကိုကြင်ရသည်။ဒါကြောင့်အင်းတစ်ချက်ရတံမူကကြီးလို့တော့ တငယ်မတို့ကုနိုင်ပါမလားဆိုပြီးတွေးနေတာ။အိုးဆရာရဲ့အမေနေကောင်းမယ်ဆိုရင်ဘလောက်ကုန်ကုန်ကုပါမယ်။ကောင်းပြီလေ။ဒီလိုဆိုတော့လေဆရာတို့ကုပေးရမှာပေါ့။အောက်မရေလွယ်ရတဲ့ကကဝေနာအင်းတစ်ချက်ထုတ်လိုက်တော့ငဆန်ကအင်းများရတာနဲ့ဖျောင်းနိုင်ကိုအင်းချက်ပေါ်မှာထုံးပြီးဂါရာတပုတ်ကိုရှုပ်ပါလေရော။ဂါရာအသံကျယ်လာလေ။အင်းများမှာထုံးထားတဲ့ဖျောင်းနိုင်မီကတစ်ဖြက်ဖြက်နဲ့ဖြစ်လာခဲ့တယ်။ဟဲ့ကဝေမနေငါ့ကိုဘလောက်ထိအခန့်နိုင်မလဲကြည့်ကြသေးရပါ့။ ရစံသူ့ကိုကြောပေးထားတဲ့ဒေါ်နယ်မြင့်ကိုစိုက်ကြည့်ပြီးကျန်းဝုန်းကနေရိုက်ချလိုက်ရကျူးဆိုတဲ့အတန်နဲ့တူစက်ကြီးလဲပြီးရှေ့ကိုရောက်လာခဲ့တယ်။အောက်မှာဒီကမှငါ့ကိုမခန့်နေစားလှုပ်နေပါလား။ခုချက်ချင်းရှာအောင်ဆွဲထုတ်ပြီးလှန်တဲ့ထုတ်ချင်းပါအောင်ထိုးချလိုက်စမ်း။ရစံစကားအစုံမှာဒေါ်နယ်များပါဇက်ကိုကင်ပြီးဝူဝူဝါဝါထောက်အော်ပါလိရော။အင်းမထိုးနာတဲ့ဖျောင်းနိုင်မကုန်းခင်မင်းပညာတွေနှုတ်ရင်နှုတ်မနှုတ်လို့ကတော့သိပြီသားမက်။အမလေး ကြောက်ပါပြီဆရာရဲ့မလုံရဲတော့ပါဘူးပညာတွေအကုန်နှုတ်ယူသွားပါမယ်တော်များတွေဆီကနေယောက်ျားရင်းမှာအတန်ကြီးထွက်လာတာကြောင့်လာကြည့်နေကြတဲ့သူတွေအလုံးအံ့အားတင်သွားပြီးငဆန့်ကိုယုတ်ကြည်ရဲမျက်လုံးတွေနဲ့ငေးကြည့်နေခဲ့ကြတယ်အောင်မရေရေမန်းတစ်ခွက်အသိန်းလောက်ထားဟုတ်ကဲ့ပါဆရာတငယ်မနေမေယာညာဘက်တည်းဆိုတွေးရတယ်ဆိုဟုတ်လားဟုတ်ပါတယ်ဆရာတခါအရင်ထွေးခန့်တစ်ဝက်လောက်ထိကြတယ်ဒါကဒင်းလက်ချက်ကြောင့်ဖြစ်တာ သူဟာနေမေရဲ့သွေးတွေကိုတောက်ချင်လို့ဝမ်းထဲမှာရှိတဲ့ကလီစာတွေပြက်စီးအောင်လှုပ်ထားတာဖះဖះဆရာတို့နဲ့အတွေ့အမြင်လို့ပေါ့မဟုတ်ရင်အမေဘွားတော့သွားပါပြီညဆန်လေသူတို့အာကိုနေရာတည့်ရဲ့အတွက်ညနာအောင်ခတ်တင်တင်ထားပြီးပညာရင်အကုန်ထုတ်စံနျူတမုတ်ကျဲနေ့ကိုမီးလောင်တိုက်သွင်းပြစ်မယ်မကြံစီရပါဘူးဆရာရဲ့ကျွန်တော်နောက်မလုပ်ရဲတော့ပါဘူးအသက်တော့ချမ်းသာပြီပါအင်းဖျောင်းနိုင်အောင်လည်းငိမ့်ပေးပါတော့ခဏနေအောင်လူနာရဲ့ကူမှာပျော်ကကြံမကြံငါစစ်မယ် ညစံသူ့လက်ဝါနဲ့ဒေါ်နယ်မြောင်ခန္ဓာကိုယ်ဘဝနဲ့တက်ချပြီးစမ်းကြည့်လိုက်ရ။အင်းအယောကရီရောကုန်စင်သွားပြီပဲ။နောက်တန်းနောက်ရက်လို့မရအောင်ဆရာတို့လုပ်ပေးခဲ့မယ်။ရွာရေလူတွေလည်းမိမိအိမ်မှာခုလိုမဖြစ်ရအောင်အန်ရယ်ကင်းနဲ့အဆောင်တွေလှုပ်သွားကြ။ဒီကောင်ကတရားမရရင်နောက်တရားကို ပြုစားနိုင်တယ်။ညစံစကားကြောင့်ပျော်ကကုတာလာကြည့်နေကြတဲ့ရွာသားတွေကသူယူမယ်ငါယူမယ်ဆိုပြီးဖြစ်သွားခဲ့တယ်။ညစံတို့လည်းတော်ရွယ်များကိုမှပူကက်နေရဲ့ပြောကောင် ထွက်သွားအောင်ကုသပေးပြီးချိန်မှာတော့အသိမှလာတဲ့အင်ဂျက်တီကိုရွာသားလေးစီရောင်းချခဲ့ရာတခဏလေးအတွင်းမှာပင်ကုန်စင်သွားခဲ့တော့တယ်။ခုချိန်အားစားပြီးတရွာလုံးဘာအန္တရာယ်မှမဖြစ်တော့ဘူး။ကလေးသင်းငယ်တွေနေဝင်ကြီးတရောင်ငူးလာကြီးရဖြစ်ဒီအင်းုံရေးစိမ်ပြီးတိုင်တော့ထုတ်ခဲ့ပါစီဟာကျေးဇူးတင်ပါတယ်ရှင်။ဒါနဲ့ဆရာတို့ရွာကိုဘယ်တော့လောက်ပြန်လာမလဲ။ရာမဲရက်တွေမှာခရီးထွက်စရာရှိတော့နောက်နှစ်လလောက်မှပြန်ရောက်မယ်။ဟုတ်ကဲ့ပါဆရာဒီပြည့်ရဲ့ကြောင့်လက်ပတ်ရွာထဲမှာ ဆရာဆန်နဲ့ဆရာအောင်မဆိုတဲ့နာမည်ကအရင်ထပ်ပို့ပြီးပြန့်နှံ့သွားခဲ့တော့တယ်။နှွေရသည်ဖြစ်တဲ့အတွက် လက်ပံတောက်တန်ဝါမှာရှိရဲ့နယ်ရဲပင်ကြီးစီရနဲ့ရွှေချောက်တဲတလွင်တွေကြွေကြနေခဲ့တယ်။တောက်တန်အတွင်းမှာတော့လူသူအရေးရာမတွေ့ရပဲတစ်ချက်တစ်ချက်အုတ်ခုတွေပေးရနေပြက်ပြေးသွားတဲ့ခွေးလေခွေးလေးတချို့သာရှိနေခဲ့တယ်။ထို့စဉ်တောက်တန်အဝင်လမ်းထဲကိုတည်ငိမ့်တဲ့ဟန်ပန်ရှိရဲ့လူတို့ရောက်ရှောင်ဝင်လာခဲ့တယ်။တောက်တန်က၆ချားစီရကောင်းလိုက်တာဗျ။ ဟုတ်ပါဗျာ။နေရဲပင်ကြီးကလည်းရိုးတဲ့ပြိုင်ပြိုင်ထနေရောရုတ်တရက်ကြည့်ရင်တစ်စိတစ်ခေါရက်နေတယ်လို့ပဲ။မောင်ကောင်းတဲ့ခွန်လာတို့အချင်းချင်းပြောနေကြပေမဲ့အောင်မြတ်တာကတော့ပောင်ရင်းချင်ုံသာမျက်ချင်မပြတ်အကဲခတ်နေကြတယ်။ဆရာဘာထူးကြတာတွေ့လို့လဲ။ဒီရွာအဝင်ကိုရောက်တာနဲ့စိတ်ကအလိုလိုနေရင်လေးလာတယ်လို့ပဲ။ကဲကဲရွာထဲကိုအရင်ဝင်ကြည့်ရအောင်။ဆရာတပည့်တွေ15မိနစ်ခန့်လမ်းလျှောက်ပြီးချိန်မှာတော့ညာမုံစိတ်ပင်အောင်မှာ တေသက်စွာစောက်ထားတဲ့နှကုန်းတစ်ခုကိုမြင်လာရတယ်။အောင်မြတ်သားနှကုန်းရှိရောက်တော့ဆက်မသွားတော့ပဲအနေငယ်ပြုံးလိုက်တာကြောင့်မောင်ကောင်းတဲ့ခွန်လာတို့ကြည်လာရရင်စည်းအနီခေါင်းပေါင်းအနီပေါင်းထားတဲ့လူတွေကဒူးထောင်ပေါင်းကားပြီးစိုက်ကြည့်နေတာမြင်လာရတယ်။ဒီကောင်ကဘာကောက်လဲဟာဆရာတို့တွေ့ရတော့အယူသိမဲ့နေပါလား။ထားလိုက်ပါမောင်ကောင်းရဲ့ငါတို့ကဘာမှအနှောင့်ယှက်ပေးရမှာမဟုတ်တာ။မောင်ကောင်းတဲ့ခွန်လာက အောင်မြတ်သားစကားကြောင့်ဘာမှဆက်မပြောတော့ပဲ အချင်းချင်းနားလေတဲ့အကြီးနဲ့နှကုန်းကိုမျက်စာပြပြလိုက်တယ်။ဒီရွာထူးဆန်းလိုက်တာ။ဘာဖြစ်လို့လဲစီယာ။အိမ်နားအိမ်တိုင်းမှာတရေတွေမွေးထားပါလား။ဗျာ။ဟိုမှာကြည့်လေ။လေကားရင်းမှာငုတ်တောက်ထိုင်နေကြတာ။ဘာတွေလဲ။ဟုတ်တယ်စီယာ။တရေတွေပဲဗျ။ထို့စဉ်ရွာလေးရကလေးတတိုင်းစော်ကစားရင်းပြေးထွက်လာခဲ့ကြတယ်။ဟဲ့ဟဲ့။ဩကလေးတွေရဲ့တိုင်းမိကုန်တော့မှာပဲ။မောင်ကောင်းကဘေးကနေပြတ်သွားရင် လဲချမလို့ဖြစ်သွားတဲ့ကလေးတရားကိုဆွဲထုလိုက်တဲ့အချိန်အလိုလေးကလေးကိုယ်လေးထဲမှာပျောကဆက်တွေရှိနေပါလားဟေးဟုတ်တယ်ဆရာပျောကဆက်ဆိုတာသိကြတယ်မောကောင်းစကားကြောင့်အောင်မြင်တာကလေးတရားကိုခေါ်ပြီးလက်ကိုကိုက်လိုက်ရာဖိကနေရှိန်ကနေခန်းစားချက်တစ်ခုဖြစ်ပေါ်လာခဲ့တယ်ဒီတက်သေးကြအောင်လို့နောက်ကလေးတယောက်ကိုစမ်းသက်ကြည့်ရာအလားတူပုံစံမျိုးဖြစ်နေရသိခဲ့ရတယ်မောင်ကောင်းပြောတာဟုတ်တယ်ကလေးတွေအားလုံးမှပျော်ကဆက်ရှိနေတယ် ဒါဆိုဘလို့လုံးမလဲဆရာတရွာလုံးကိုလိုက်ကူပေးဖို့ကမဖြစ်နိုင်ဘူးနော်ရွာရဲ့အရေးချေကိုစောက်ကြည့်ရမှာပဲတရွာမှာနေတဲ့အချိန်ယောဂီဝိစုံမူဝေးကြနေဦးကြားလားဟုတ်ကဲ့ဆရာကျွန်တော်လည်းဒီနေ့မှတာမန်လူလိုဝေစားထားတာဆိုတော့သူ့လိုကိုလိုဖြစ်နေရအကန့်ကောင်းနေပြောရမယ်ငါတို့ရွာမှာတဲဖို့အတွက်ရွာဦးเจ้าဆရာတော်စီသွားရှောက်ပါအောင်ဆရာတော်ကတော့လူကောင်းလူတန်ပါရဲ့အောင်မြတ်တော်ကတပင်းရှိတစ်ချက်ကိုလေးပင်စွာချလိုက်ပြီးရွာဦးเจ้าရှိရာကိုထွက်လာခဲ့လိုက်တယ် ဆရာဟိုမှာလူတွေစုရောက်စုရောက်နဲ့ဘာဖြစ်နေကြလဲမသိဘူးလမ်းသွားနေရင်ပြောလိုက်တဲ့ခွန်လစကားကြောင့်လမ်းကြည့်လိုက်ရအိမ်ဝန်းထဲမှာ လူတွေတိုးဝှက်စုပုံနေရမြင်လိုက်ရတော့တယ်ဘာဖြစ်တာလဲမသိဘူးသွားကြည့်ရအောင်အောင်မြတ်တော်ကိုလည်းခြံရှိအရာလူတွေကြားရရနေလှေကနေပြေးထွက်သွားတဲ့အရင်မဲမဲတခုကိုရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရတယ်ဒီချက်မှလည်းတရေရှိနေရပဲဗျကျွန်တော်တို့လာလို့ထွက်ပြေးသွားတာဒီမှာရဲ့ခွန်လကမောင်ကောင်းကို လေတံတူတူနဲ့ပြောနေတဲ့ချိန်အိမ်မောကနေစူးစူးဝါဝါအော်ဟေတောင်းကျန်းတန်နေထွက်လာခဲ့တယ်။အမကြီးဒီအိမ်မောဘာဖြစ်နေရလဲ။တရေပူးနေလို့ဆရာဆန်တို့ကကုပေးနေရလေ။ဒါနဲ့မင်းတို့ကဖေရွာလဲ။ဒီမှာတစ်ခါမှမမြင်ဘူးပါအောင်။ကျောက်တူကရွာကနေဖြတ်သွားရင်အထံချားလို့ဝင်ကြည့်ရပါ။အော်ဒါမျိုးကဘဟုသုတရတယ်။ရှင်းရနေဝင်ကြည့်ကြလေ။ရပါတယ်။ဒီကနေလည်းမြင်ရပါတယ်ဗျ။ဆရာဆန်တို့ရှိနေလို့သာပေါ့။ မဟုတ်ရင်ဘသူ့ကိုခေါ်ပြီးကူရမလဲမသိဘူးဒီရွာမှာအခုလိုအပမိရတွေအမြဲဖြစ်နေကြလားအမြဲတော့မဟုတ်ပါဘူးရံဖန်ရံကာတော့ဖြစ်တတ်တယ်တချို့ကြောင့်လည်းဆရာဆန်တို့ပေးထားတဲ့အင်းကိုရေးစိတ်တိုက်လိုက်ရင်ထွက်သွားတာပဲခုလိုမျိုးကြံတန်းတဲ့အခါဆိုရင်ဆရာတွေကိုယ်တိုင်ကူပေးရတာမျိုးရှိရဲ့အော်အဲ့လိုလားမောင်ကောင်းရင်ဒါမျိုးကမြင်ရခဲ့ရကွာရှေ့တိုးကြည့်ရအောင်ဆရာတပည့်တော်ရောက်မျက်စာပြစ်ပြီးလူအုပ်ကြားထဲကိုတိုးဝင်သွားခဲ့ကြတယ်ဆရာ သူတို့ပြင်ထားတဲ့ကတော်ပရအထက်ပွဲမဟုတ်ဘူးဗျ။ငါလည်းမြင်တာနဲ့သတိထားမိတယ်။ဒီကောင်တွေတရွာလုံးဒုက္ခပေးထားတာပဲ။ကျွန်တော်တို့မြင်ခဲ့တဲ့ကောင်တွေကသူတို့လက်ချက်ပေါ့အတော်ရုံမာတဲ့ကောင်တွေပဲ။ဘုလားမကြည်မချမ်းနဲ့တောက်ခတ်လိုက်ရအောင်မြတ်သာအနားကိုကတ်လာပြီးသူတို့ကိုရွာသားတွေရှိမှအလိမ်ပေါ်အောင်လှုပ်ရတော့မယ်။ဒါမှမဟုတ်ရွာသားတွေကသူတို့ကိုယုံကြည်နေကြတာဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရင်ကောင်းမလဲ။ဒါမျိုးကအလွယ်လေးပါခွန်လာရ။ဆရာ ကျွန်တော်တို့တခုလောက်ပေးလို့ရမလားဘာလို့ပေးရမလဲမောင်ကောင်တရွာလုံးမှာရှိရဲ့ပြရာလောကသားတွေကိုရွာပြင်ထွက်မရအောင်အမိတ်ပြန်ပြီးလို့ရလာစရာအမိတ်ပြန်တာလွယ်ပါတယ်မင်းကဘာလို့မလုပ်လဲအောင်မြတ်သာစကားမဆုံးခင်မှာပဲမောင်ကောင်ကခွန်းလာကိုမျက်စာပြစ်ပြပြီးအိမ်မော်ကိုပြေးတက်သွားရခွန်းလာကလည်းလေကားရင်းမှာအင်းတစ်ချက်ကိုမတိမတားရရင် လိုက်တက်လာခဲ့တယ်အပေါ်ရောက်တော့မောင်ကောင်ကဘာမပြောညမပြောနဲ့ ရတော်ဘဲကိုချီအောင်နဲ့ကန်ချလိုက်ပါလေရောဟဲ့မင်းတို့ဘာလုပ်တာလဲဘာလုပ်ရမှာလဲအလက်ကားလူလိန်ကောင်းနေရိုးသားနဲ့ရွာသားတွေကိုမင်းတို့မှုလိန်ရက်တယ်မင်းတို့ပြောတာငါနားမလဲဘူးငါတို့ကရွာသားတွေရဲ့အသက်ကိုကယ်ပေးနေရကွာဘာကိုကယ်ရလဲအခုပျောကားဆိုပြီးဝင်ပူးနေရကောင်းပါလေမင်းတို့ခိုင်းနေကြတရေမို့လားနောက်ပြီးရွာရှိအိမ်တိုင်းမှာတရေတွေထည့်ထားတာမင်းတို့မဟုတ်လားမောင်ကောင်းစကားကြောင့် အိမ်အောက်မှာရှိနေကြတဲ့ရွာသားတွေစီကနေစကားသံတွေတယောက်တစ်ပေါက်ထွက်လာခဲ့ကြတယ်။အားလုံးခဏလေးငြိမ်ပေးကြပါအကြောင်းစုံကိုကြုံရှင်းပြပါမယ်။မင်းတို့ရှင်တာငါကြည့်နေမယ်ရှင်စံ။မောင်ကောင်းကခါထောက်ပြီးရက်ကြည့်နေတဲ့ချိန်ငစံကပဒင်းပေါက်ကနေဝုန်းဝန်းနဲ့ခုံချကထွက်ပြေးဖို့ကြိုးစားပေမဲ့အပြေအုံမရောက်ဘဲအိမ်ထဲဥသာနောက်လန်ကျလာခဲ့တယ်။အယုတ်တမကောင်လေးမင်းတို့ပြေးမယ်ဆိုတာအိမ်မော်စတဲ့တည်းကလေကောင်းကြီးမှကွန်ချာအေးရိုက်ခဲ့တာ။ဟဲ့ ဝင်ပူးနေရကခုထိကာယကံရှင်ကိုရီးယားမထွက်သေးဘူးလားငါလှုပ်လိုက်ရနာတော့မယ်ခေါနာကဖိဟောင်းလိုက်ရဝင်ပူးနေရကချက်ချင်းခွာပြီးအိန္ဒယန်တောက်ကိုရောက်သွားခဲ့တယ်ဘလို့လဲတတိယပြီလားဗျကျွန်တော်ဘာဖြစ်သွားရလဲဘာဖြစ်ရမှာလဲဦးလေးကိုတရရင်နဲ့တိုက်ထားရလေခုတော့ကျုပ်တို့ရောက်လာပြီမို့စိတ်အေးလို့ရမင်းညစံနဲ့အောင်မလဲအချိန်နေမဟန်မန်းတိရနဲ့သူတို့ဆရာစီစိတ်နဲ့အကူညီလန်းတောင်းကြည့်ရစက်ကျိုးတွေရအိန္ဒယန်နဲ့ အပြည့်လုံးဝထွက်မရဖြစ်နေခဲ့တယ်။အောင်ပါရင်ပညာစွမ်းသုံးမရတော့လေ။ကာယစွမ်းသုံးပြီးထွက်ကြရအောင်။ညဆန်းအံကြိတ်ပြီးပြောလိုက်ပြီးတော့မောင်ကောင်းတဲ့ခွန်လာဝင်လုံးဖို့ကြိုးစားတဲ့ချိန်။ဟဲ့ခြေရောက်တွေလှုပ်မရအောင်ကြိုးနဲ့တုပ်ထားစမ်း။ဆိုရဲတန်တဲ့သူအောင်မြတ်တာအိမ်ပေါ်တက်လာခဲ့တယ်။ညဆန်းနဲ့အောင်မလို့ရဲ့ခြေရောက်တွေကကျမ်းပေါ်မှာတန်နေရိုက်ထားသလိုဆွဲကက်နေရမြင်တဲ့အောင်မြတ်တာတရွာလုံးကိုပျောကသွင်းထားတဲ့ကောင်လေးချက်ချင်းပြန်နှုတ်ကြစမ်း ငါတို့ခိုင်ရနေရဘာကောင်းမလို့လဲအောင်မရင်ငါတို့ဘာလုပ်ရမလဲဆိုတာသိရမလားငစံကဝမ်းကောင်းတန်တယ်ပြောရင်လက်ပြီးမှဆွဲထားတဲ့ကျုပ်ကိုဖြုတ်ဖို့အလုပ်အောင်မျက်သာလက်ညှိုးထိုးပြီးတကိုယ်လုံးလှုပ်မရအောင်ချုပ်ထားစမ်းပြောလိုက်ရနေအောင်လုံးလှုပ်မရပဲကြောက်ရွံ့ဖြစ်သွားခဲ့တယ်မင်းတို့ကအစိတ်တောက်ပြီးကိုလိုယုံပြည့်ရမယ်ပေါ့မင်းတို့ကယောက်ျားမဟုတ်တဲ့ကောင်းနေပဲအေးငါတို့ကနင်းလက်ထဲရောက်ပြီဆိုတော့ကြိုက်တယ်လို့လှုပ်ကြပါ့ မကြခင်နင်တို့အားလုံးလည်းအသေးစိုးနဲ့တေးကြရလိမ့်မယ်ခုထိမန်းအမလျှော့သေးဘူးဆိုတော့မင်းတို့ရဲ့နောက်မှာတစုံတယောက်များကြံနေသေးရလားနင်ရစဉ်းစားတတ်တာပဲဒီဒီရောလုံးမသိချင်းငါတို့ကိုလွတ်ပေးစမ်းမောက်ကခွန်းနခုချက်ချင်း၆ကွက်ခယူးပတ်အိမ်ကိုပြချပြီးရွာမှာရှိရတဲ့သူတွေကိုတိုက်လိုက်ဟုတ်ကဲ့ဆရာအခုလောက်လိုက်ပါမယ်မောက်ကောင်းတဲ့ခွန်းနာတို့အိမ်ပေါ်ကဆင်းသွားတော့အောင်မြတ်တာငစံနှိုးရှိမှရက်ပြီးမင်းတို့ကဥဒအိုရဲ့တပည့်တွေမှလား နေရဦးသားဦးဆိုတဲ့နာမည်ကိုတော့ခေါ်ရဲပါလားဆရာကြီးသားငါတို့အချိန်မီ ပြန်မရောက်လာတာသိရင်နေရောနေတပည့်ရောအသက်ရှင်မယ်ထင်လားငါထင်တာဟုတ်နေရပဲခုတော့မင်းတို့နှစ်ယောက်နားလိုက်ပါအောင် အောင်မြတ်သားလက်နဲ့ဖက်ကိုလေပေါ်မြောက်လိုက်ရလက်ပေါ်ပေါ်မှာပညာသိသမားနှစ်ချက်ပေါ်လာခဲ့တယ်ပညာသိသမားပါလားငဆန်နဲ့အောင်မတို့စကားမဆုံးခင်မှာပဲအောင်မြတ်သားရဲ့လက်ကခေါင်းပေါ်ကျသွားခဲ့တယ်ရေမဲမတောင်းမသေးတဲ့သူတွေတန်းစီတောက်ကြတောက်ပြီးရဲ့သူတွေ မတော်ရသေးတဲ့သူတွေကိုခေါ်လာပေးအောင်နော်အဲဒီချိန်ဆရာတော်ကြွလာတယ်ဟိငါရွာသားတွေကိုအပင်ထဲတဲ့ကောင်ကြီးဗမာလဲအိမ်ထဲပြင်အောင်မှာကြိုးချီထားပါတယ်ဖေရခွေးမျိုးတွေဒင်းတို့ကိုငါကိုယ်တိုင်ဆုံးပါမယ်ဆရာရွာသားတွေကိုရေမန်းတိုက်ပြီးပြီသူတို့အိမ်နေမှာလဲဟိုတကောက်သားတွေပင်ထားတဲ့အင်းနေရှိရပြောတယ်အကုန်လုံးကိုမီးရှို့ဖို့မပြောလိုက်ဘူးလားကာလာသားတွေကိုတော့အစောအောခိုင်းထားပါတယ်ကျွန်တော်လည်းတနေ့ကဟိုပြေးတိပြေးနေဖို့ကိုယ်တိုင်လည်းမပြောနိုင်တော့ဘူး ဒီလောက်ဆိုသူတို့လည်းမထားရင်တော့ပါဘူး။မင်းတို့လည်းခဏနောင်လေ။ညမောင်စာပြောရနဲ့လုဆရာကိစ္စတခုရှိသေးတယ်။ဟုတ်ကဲ့ဆရာ။ဟိုနှကောင်ကဘယ်လိုလုပ်ကြမလဲ။သူတို့ကတော့ရွာပဲအဆင်ပြေသလိုလုပ်လိုက်မယ်။ကဲကဲနားလိုက်ကြအောင်။ညာဦးဘရောက်တော့ရွာဦးဆရာတော်ကိုခွင့်တောင်းပြီးဖန်တာတဲ့နေရာကိုခေါ်ကရွာပြင်ထွက်လာခဲ့တယ်။ခွန်းလဟိုကောင်ကခုတည်းဒါမကြိုးသေးဘူးကွာ။မောင်ကောင်ကနှကုံရှင်းရဖြတ်တဲ့အချိန်မကြည့်ရဲလေတန်နဲ့ပြောလိုက်တာကြောင့်ခွန်းကရီကျဲကျဲလုပ်ပြီး ထောက်ကျိုးအောင်လုပ်လို့ရပါတယ်ခုတော့မဟုတ်သေးဘူးပြန်လာမှလုပ်မယ်ကဲကိုအားစပြီးတတိမပြတ်စေနဲ့ဥတအောင်ဆိုတဲ့လူရဲ့ပညာပေါ်သေးသေးမဟုတ်ဘူးနော်ဟုတ်ကဲ့ဆရာကျွန်တော်တို့တတိထားပါမယ်ရွာပြင်အောင်တော့အောင်မြင်တာကငစံနဲ့အောင်ပါအောင်တပစ်တပင်အောင်မှချိနာမီပင်စီပပတ်လေကိုစီးချထားလိုက်တယ်ဆရာဟိုလူကလာရောလာပါမလားသူ့ရဲ့ပညာမှန်ကြောင့်တေချာပေါက်ကိုလာမှာဒီလိုမှန်သိရင်ဖုန်ကြီးတောင်းကနေအာနာဆက်နဲ့လမ်းခေါ်လိုက်ပါတယ် အာနာစက်မတုံးဆိုတာရွာလူတွေကိုထိခိုက်မှာစိုးလို့ပဲ။အောင်မြတ်တာကရွာပြင်မှာရှိရဲ့တစ်ပင်တွေကိုကြည့်ပြီးပြောလိုက်တဲ့အချိန်မလန်မကန်းမှာရှိရဲ့မြေကျောတစ်ခုရေကင်းနေရွေ့ရှာသွားတာတတိထားမိရဲ့။ဒင်းကသူ့ခိုင်းလို့ရတဲ့ကောင်နဲ့အရင်လွတ်လိုက်တာ။ဟဲ့မြေဖုတ်ဘလူးထွက်လာစမ်း။အောင်မြတ်တာကမြေကြီးကိုလက်ညှိုးထိုးပြောလိုက်ရာအထက်ကနေကြမ်းမတ်အဖွဲမျက်နှာတစ်ခုဘွာကနေပေါ်လာတော့တယ်။မြေဖုတ်ပိတ်တာက တကူလုံးပြမဖြစ်ချင်း လာရလန်းတိုင်းပြန့်သွားစမ်းရှေ့ဆက်တွင်းတော့နေထိုင်တဲ့နေကံပဲအောင်မြတ်တာကညာလန်ညိုးနဲ့မြေကြီးပေါ်မှာ စီးတစ်ခုကိုတားလိုက်ရအပြာရောင်မီးတောက်တွေဟုံဟုံတောက်လောင်လာတော့တယ်မကြောင်ခင်အရက်လေးမျက်နှာကနေငင်းခွတန်နေကြားလိုက်ရတာကြောင့်အာယုံပြုတ်ပြီးကြည်လိုက်ရအဖြူအောင်မြင်းကိုစီးပြီးဓာတ်တလက်ကိုကင်ထားတဲ့လူတရကွင်းထဲမှာပတ်နေရမြင်လိုက်ရတယ်ဟဲ့တင်ရဘသူရောခေါင်းမှလည်းဘောင်းတော်နဲ့ခါမှလည်းခါးစီးနဲ့ပါလား ငါနာမည်ရွှေစစ်တင်နဲ့ဟဲ့တင်ရစောမို့နေမင်းရဲ့သားတော့ရွှေစစ်တင်မြင်းပြူရှင်နဲ့မို့လားဘလို့အကြောင်းကြောင့်ဒီလိုရောက်လာလဲနေတော့မြင်းခွာနဲ့ပေါက်တက်ခိုင်းလို့လာတာဟဲ့ဒါပြည့်ကျုပ်တို့ကိုမြင်းခွာနဲ့ပေါက်တက်လို့ရမရတင်မသိပေဘူးလားပေါက်တက်လို့မရတာကြောင့်ကိုင်းထဲမှာပတ်ပြေးနေရတာတင်းကိုခိုင်းစီလို့လာခဲ့တာကိုကျုပ်အပြစ်မတင်ပါအောင်အခုတင်းနဲ့အနာကမရအောင်ဆိုတော့ပြန်သွားလိုက်တော့တင်းကိုခိုင်းတဲ့သူတွေကိုပြောလိုက်တခြားသူတွေကိုမခိုင်းမဲကိုယ်တိုင်လာခဲ့လို့ အောင်မြတ်သာစကားဆုံးမှာရွှေစစ်တင်တကမြင်းဖြူကိုဒုံဆိုင်မောင်းပြီးအမောင်နေကိုဝင်ရောက်ပြောက်ွယ်သွားတော့တယ်။ရွှေစစ်တင်နဲ့ပြောက်ွယ်သွားချိန်မှာတော့လူကြီးတလန်စားလောင်ရှိရဲ့လရလေးကောင်ပြန်ဝဲနေတာမြင်လိုက်ရတယ်။လရလေးကောင်ကဝီဟင်ကနေအကဲခက်ကပြန်တန်းရင်အောင်မြတ်သာကောင်းမောင်ကိုဖြတ်တမ်းမိရဲ့အခါတောင်မန်နေရမီးဟုံဟုံတောက်လာပြီးမြေပေါ်တဖုန်ဖုန်နဲ့ပြုတ်ကျလာခဲ့တော့တယ်။မြေကြီးပေါ်ရောက်တော့လက်သားတွေအဖြစ်ကနေ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့မိမအုပ်ကြီးရဲ့ဖြစ်ပြောင်းလဲသွားတာမြင်လိုက်ရတယ်။အမေကြီးတို့ကိုကြုံမခေါ်ထားပါဘူး။ဘလို့ကြောင်ရောက်လာခဲ့တာလဲ။အမလေးလေဆရာငယ်ငယ်လေးဆိုတော့ပညာစွမ်းကိုအထင်သေးပြီးခေါင်းပေါ်ကဖြတ်ပြန်မိပါတယ်။မသေးတာကန့်ကောက်ဟိ။ဟုတ်ပါမိနုရဲ့။ဘိုးတော်ကဒါကြောင့်ငါတို့အရင်လွတ်တာနေမှာ။အမေကြီးကဥတာဦးရဲ့တပည့်တွေလား။ငါတို့ကသူ့တပည့်တွေတွေကအတော်ဆုံးနေလေ။အမေကြီးတို့ကရော ကျုံနဲ့ပညာစမ်းကျင်သေးလားနေပါစေတော့မောင်ရင်ရဲ့နေနဲ့ပညာပြိုင်ငါတို့သွေးဖွက်ဖွက်အံ့မှာပေါ့ဟဲ့ဒါဖြင့်လည်းအမေကြီးတို့ကိုလန်းကိုပြန်ကြပါတော့ကျုပ်ကဥတအုံနဲ့ပဲတွေ့ကျင်တာပါဘိုးတအုံနဲ့တွေ့ကျင်ငါတို့ပြန်ပြောပေးမယ်ဟဲ့မဲနုတို့မဲပုတို့ပြန်ကြရအောင်အဲ့ဒီချိန်ဆရာအဖိုးကြီးဆက်ကျိုးကအယောင်တစ်ဖိတ်ဖိတ်ထွက်နေပါလားကဝေးမြောင်ဆုံးအစင်းဆိုတော့လေဒီလောက်တော့ရှိမှာပေါ့မောင်ကောင်းရဲ့ဥတအိုကစက်ကျူးစီကပြန်တန်းနေရင် အောင်မြတ်တာရှိရဲ့ဘက်ကိုပြိုပြိုပြက်ပြက်အရောက်ရှိရဲ့ဆက်တစ်ခုနဲ့ပြည့်လိုလိုက်တယ်။ဆက်လုံးကရင်ညွန်းနာရောက်လူစဲစဲချင်းခန္ဓာကိုယ်ဆောင်းလိုက်ပြီးလက်ပြန်ရိုက်ထုတ်လိုက်ရာဆက်လုံးကမြေကြီးရဲ့ကိုဣကနဲ့နေဝင်သွားခဲ့တယ်။ဥတော်ဦးကလည်းဆက်နေပြစ်တာမထီတော့ဒုတိယကြိမ်ဖြစ်မျက်စိကြိမ်နဲ့တိစူးရှာတောက်ပါတဲ့ဆက်တင်နဲ့တရဆက်ပြစ်ပါလေရော။အောင်မြတ်တာလည်းဆက်တီကိုဘေးကိုဆွဲပြစ်လိုက် အပေါ်ကိုပုတ်ထုတ်လိုက်နဲ့လုံနေရာနေစိတ်မရှိတော့တဲ့ဟန်နဲ့ဆင်ထားတဲ့ဆက်ကြိုးတွေကို လမ်းနဲ့ဆွဲယူပြီးမြေကြီးပေါ်ဖွက်ချလိုက်ရာဦးသားအုပ်တရကွင်းမြေထဲမှာဆယ်ဘက်ခန့်လိတ်ထွက်သွားတော့တယ်။ဦးသားအုပ်လည်းသူ့ပညာကိုအသာလေးခြေပြတ်နေတဲ့လူငယ်ကိုမြင်တော့မချိတင်ခဲ့ဖြစ်ကပညာမန်နေထလာပြီးသူ့ရဲ့ဆရာဖြစ်တဲ့ဒေဝဇောကနီကိုပင့်ဖိတ်လိုက်ရာချက်ချင်းပဲတောက်ပါတဲ့ကိုရောင်နဲ့တူထွက်ပေါ်လာတော့လေ။အောင်မြတ်သားဒေဝဇောကနီကိုမြင်တာနဲ့ဟဲ့နတ်ဆိုးနဲ့ရုပ်တင်ကြောက်ကြောက်တည်ရမလား။အဲဒီလိုကြိမ်ဝါလိုက်ရာဇောကနီနဲ့ ကျောင်းလန်းတဲ့အမှုရာနဲ့ကိုရောင်ဖြောက်ကထွက်ပြေးသွားခဲ့တယ်။အဲဒီတော့မှဥဒ္ဒဟုတရားပညာမန်နေကြဆင်းလာပြီးအောင်မြတ်သာရှိမှဒူးထောက်ကြသွားတော့တယ်။တင့်အရှုံးပေးပြီလား။ဆရာသခင်ဒေဝစောကဏီရောက်ထွက်ပြေးရတဲ့သူကိုကျုပ်ကဘလို့တတိမျိုးနဲ့အခန့်နိုင်မှလဲ။တင်ပြစ်တင်တိရဲမို့လား။တိပါတယ်။အေးတိရဲဆိုရင်တင့်ပညာရဲ့အကုပ်ဆွတ်လို့လိုက်ပါ။ကျုပ်တို့ကဒီပညာကိုဆွံ့လို့ဖို့ကြင့်ကြံခဲ့တာမဟုတ်ဘူး။ပညာဆုမဲ့စာအသက်တာအသိခံလိုက်မယ်။ တင်ရတဲလဲခေါင်းမာတာ ው ဒါပေမဲ့ကျုပ်ကလူသက်မှာမဟုတ်တဲ့အတွက်တင့်ပညာမရရတဲ့နီးနဲ့စွန့်ခွာရမှာပဲကဲဂိုင်းတော်မှာရှိရဲ့ဆာယာပုပ်ကုံများကျုပ်ရှိမှာရှိနေရဲ့ကဝေမြောက်ဆုံးကို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 တတ်မတည်အောင်ချုံနှောင်ထားကြအမိတ်ပြန်ပြီးရောင်တုံးမှာထည့်ထားတဲ့ကြေးပြားတပြားကိုထုတ်ယူကဥဒအိုးရဲ့နှပူးမှာဖိကန့်လိုက်တယ်ဆိုရင်ပဲခနာကိုတွင်းမှာရှိတဲ့ပညာဆက်တွေအလုံးအင်းပြားကစုပ်ယူသွားခဲ့တော့တယ်ပညာဆက်တွေကုန်စင်သွားချိန်မှာတော့ အမေဦးလေးရောက်ကိုတုံ့နှောင်ထားတဲ့ကျိုးပြက်ကြသွားခဲ့တော့တယ်။အောင်မြတ်သားတို့လက်ပံရွာမှာတပတ်ခန့်နေပြီးချိန်မှာတော့ချောင်းရိုးရွာဘက်ကိုခရီးထွက်ဖို့အကြောင်းဖန်လာတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနရာမညရေးသားထားတဲ့အောင်မြတ်သားနဲ့ကဝေမြောက်ဆုံးဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာနေပြီးဆုံးပါပြီ။ဇာတ်လမ်းလေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။